ယေရှုကလည်းဈေးပေါ်လိုက်တာတွေ့တဲ့လူတွေ့တဲ့နေရာမှာမြူဆွေနေတော့တာပဲဘာသာတခုကူးပြောင်းသွားပြီဆိုလို့ရှိရင်လေမိမိစိတ်ပဲကြည်လာကြိုက်တဲ့ဘာသာကိုကြိုက်တယ်လို့ကိုးကွယ်လို့ရှိတယ်ကျိုးကွယ်ပိုင်ခွင့်လည်းရှိတယ်ဒါပေမဲ့ကိုမယုံကြည်လို့လို့မကိုးကွယ်တဲ့ဘာသာတခုကိုစင်ပေါ်တက်ပြီးတော့မှလေပုတ်ခတ်ပြီးအတန်းရှင်းရှာနေရရနားဟောင်လို့မကောင်းဗီဒီယိုတခုပြမယ်အဲ YouTube တွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုရဲအရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ YouTube တွေကျွန်တော်အဖြေမပေးရကျွန်တော်ကြိုးကြည့်မောင်းနေနှလုံးသားနဲ့သူရှိသွားတဲ့အခါမှာကျွန်တော်အဖြေမပေးရတန်ဘရို ရုပ်ထုတွေကိုကိုးကွယ်နေတာမဟုတ်ဘူးဟာအစုံမတွေကိုကိုးကွယ်နေတာဗုဒ္ဓရဲ့အစုံမကြီးကတန်ဖိုးရှိလို့တန်ဖိုးတိပြီးရုပ်ထုထုစစ်ပြီးတော့မှပူဇော်တာဗုဒ္ဓကမိမိသားလေးရဲ့အာကိုရလို့လမ်းညွန်ခဲ့တာဗုဒ္ဓကကယ်တင်ရှင်မဟုတ်ဘူးလမ်းပြသူအဲ့ဒါကိုဘာကိုမဟုတ်တာရေလျှောက်ပြောနေရလဲဟာတာပဲဆန္ဒထောင်ကြည့် ကောင်းတာလောကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပုံများနေတယ်အခုချိန်မှာလူတယောက်ကို30လောက်ထည့်လိုက်တယ်လူတယောက်ကို100လောက်လူလိုက်မာနေပြီဒီလားအဲ့မှာမာအမားတာလဲဆိုရင်ကိုးကွယ်ရာနဲ့အားကိုးတာနဲ့ကမတူဘူးကိုးကွယ်တယ်ဆိုတာက နီးလန်းလိုချင်တာအားကိုးတယ်ဆိုတာကလေအချောင်လိုချင်တာသိလားအင်းကိုလုပ်တဲ့အရာတွေကလေကောင်းတာပါတယ်လို့ဘာတွေနဲ့တိုင်းတာပြီးတော့မှပြောတာ တာလုံပြီးတော့မှကောင်းတာကြီးပြန်မရလို့ဗုဒ္ဓရဲ့အဆုံးအမတွေကိုစိတ်ပြတ်သွားရလောက်အောင်ထိအကျိုးညော်လင်းတဲ့လုပ်ရက်တွေကရောအခုတို့မတိုးပြီးမတန်အောင်ဆိုတာရောသိထားရဲ့ကေတရားမှာကေတင်ရှင်မဟုတ်ဘူးကွာသိရမလားမင်းတို့ဖေကအဲ့လောက်ထိကေတင်ရှင်နေဆိုလို့ရှိရင်လည်းလှုပ်ဆမ်းပါတော့ကွာဒီမှာမွဲတည်နေလို့ကဲသေးကြပါဦးအဲ့တော့ကိုးကွယ်နေရမှာမဟုတ်တာမင်းတို့အကျိုးညော်လင့်ပြီးတော့မှမင်းတို့အချောင်လိုချင်းနေရအဲ့ဒါကြောင့်မင်းတို့ဘာလို့လို့မဖြစ်မြောက်တာဒီလား ရဲ့စံစာထဲမှာပါခဲလို့လားငါ့ကိုဖိမိကောက်ထောင်ပြီးတော့မှရှစ်ခိုးနေတယ်ဆိုလို့ရှိရင်လူရစုပြည့်စုံမှာလူရစုတောင်းတိုက်တလောက်တောင်းမင်းပြည့်စီရမယ်ပါညာပြောခဲလို့လားသူတော်မှဒီဖျားဖြစ်ဖို့ရေကိုသူ့မှာလေနှစ်ပေါင်းများစွာစူးစမ်းရုံးကံပြီးတော့မှဒီလိုဖျားဆိုတဲ့နေရာတစ်ခုကိုရောက်လာတာဟမ်ဘာဟာဒီအချောင်လိုချင်နေရတာသူတော်အချောင်မရခဲ့ဘူးသိလားဘုဒ္ဓဟာရှင်းရှင်းပဲလက်တွေလက်ဆန်းနဲ့ကံဆိုတာအလုံးညစ်ပတ်နေတဲ့ဖက်နဲ့တရံအောင်လေတန့်ရှင်းခြင်းနဲ့ဆိုလို့ရှိရင်လေထိုင်မိစုတောင်းရင်လည်းမရဘူး ကိုကိုတိုင်းလုံမှတန်ရှင်းမှာကိုကိုတိုင်းလုံကမှာအဲ့ဒီသဘောတရားကိုနားလည်ထားရမှာဖះကြီးပဲသွားအားကိုးနေလို့မရဘူးဟာဒုက္ခတိုင်းပြောင်းသွားပြီဆိုလို့ရှိရင်မင်းတို့ကတပုံစံနဲ့တလေတန်နဲ့ပဲเนาะဖြည်းဖြည်းလေးလှုပ်ရှားကြပါလှုပ်ရှားစရာတွေကုံသွားတော့ဘာသာရေးပဲရောက်သွားရော